စာတုတ်ချစ်တော်ရာမွန်တင့်ထံမှပေးပို့တော်စာရောကိုကျွန်ုပ်တို့ပြည်သူတွေရှေ့မှာဖတ်ပြခဲ့တယ်ကျွန်ုပ်တို့စာတွေ့ခဲ့ကြတဲ့မာရီယာအန်တိုနီယာရဲ့အိတ်ခမ်းလေးကနေတင့်နောက်ဆုံးသတင်းကိုကျွန်ုပ်အတီးပြုပြင်ညာနေရယခုချိန်ထိကျွန်ုပ်တို့နှစ်ဦးကြားကခေါင်းစဉ်ဟာတော်လန်ရေးပဲမဟုတ်လားရာမွန်တပ်ဆက်စိတ်ကန်ဥပါရိုတိုက်ပွဲ ်ဆန်တာကလာရာထိုးစစ်ကျွန်ုပ်တို့လက်ဆွဲနှုတ်ဆက်တိုင်းစေးပြစ်နေတဲ့သွေးကိုကြီးဆမ်းမိခဲ့ရွက်ဖြင့်ဟာဟောင်းနှွမ်းခဲ့ပေမဲ့ကျွန်ုပ်တို့ရွက်လှေကတော့ဆက်လက်ရွက်လွင့်ဆဲပါရမောအိုးရာမွန်တကဘာလုံးအတွက်တော်လန်ရေးကိုသင်ရှန်သားခဲ့နိုင်ပေမဲ့သင်ချစ်စနီးနဲ့သင်သားငယ်သမီးငယ်တို့အတွက်တော့တာဝန်မကျေပွန်သူတယောက်တည်းလားမဟုတ်ရပါဘူးရာမွန် ။အဲလင်ဒါဟာတင့်တိုင်းရဲရင်သူဇနီးတယောက်ဖြစ်ပြီးတင့်သားသမီးတွေကလည်းတင့်စွန့်လွတ်မှုအပေါ်မှာဂုဏ်ယူတတ်ကြပါရဲ့ရာမွန်။အိုးရာမွန်၊တင်ကအရရသော အပိနှိတ်ခံလူရန်းသားတို့အတွက်တော်လန်သောတပ်ဦးကလွန်သွားတစ်ချောင်းဖြစ်ရဲ့။တင့်တေဘောဟာကျွန်ုပ်ဖြစ်ပြီးကျွန်ုပ်ရဲ့အသေးဘက်ကတင်ဖြစ်ရဲ့ရာမွန်။ကမ္ဘာလုံးကညီညွတ်သောအလုံသမားတို့နဲ့ညီညွတ်သောလယ်သမားတို့ရဲ့တိုက်ပွဲဝင်အလံမှာ ်တင့်သွေးဟာပင်မရောင်စင်မှာပဲရာမွန်ချစ်တော်ရာမွန်ဘုရားသာပရိပခရေကိုညင်းပယ်ခြင်းဟာဘုရားသခင်ကိုညင်းပယ်ခြင်းဖြစ်ပြီးဘုရားသခင်ကိုညင်းပယ်ခြင်းကတော့လူရန်သာပရိပခကို လက်ခံခြင်းဖြစ်ရဲ့မဟုတ်လားအပြင်းထူတဲ့နတ်ဘုရားတွေအစီရစ်နေတဲ့ဘုန်းတော်ကြီးတွေနဲ့တေတောက်ကျူးနေတဲ့အာနာရှင်တွေဟာလွန်ခဲ့တဲ့ရာစုနှစ်တွေကထက်ပိုညီညွတ်လာကြပေါ့ကဘာရရမှာတော့ သီးနှံစပားတွေစိုက်ပျိုးရင်းကလယ်သမားတွေကဝမ်းစာရိတ်ခါချုံငဲ့နေကြစေဒီနေ့ချစ်နာဤထက်ဟိုအလုတ်လုံရင်းက အလုံသမားတွေဟာညတာနေတဲ့လောက်ခလာစာကို တောင်းဆိုနေရစေတော်လင်းရမပြီးဆုံးသေးခင်တင်ကတော့ဖက်ခွာနေပြီပေါ်ရာမွန်ရာမွန်သူတို့ရဲ့သွားလေသူသမရအတိုင်းပဲတက်ဆက်ကကောင်းမွိုင်းနေလဲဟာဘာနာဆေးပြင်းလေးကို ခဲကုန်ကြပြီ ဝက်တင်လန်အော်မှာလဲခရီးသက်တင်တင်မော့တချို့ဟာချက်တန်းလို့အမေရိကန်ဟာပုတ်ပွားနေတဲ့သူ့အလောင်းကောင်သူထမ်းပြီးအခုထိယူနန်းနေဆဲပေါ်ရာမွန်ကျွန်တို့ရဲ့ခံကတုတ်တချို့လဲကော်ပိုရိတ်ယဉ်ကျေးမှု အောက်မှာ ပြိုလဲခဲ့ပေါ်ကျွန်တော်တို့ဒူဒေါ်လန်ရေးကတော့လူလူချင်းဂုတ်သွေးဆုံမှုတွေမရှုံရင်မရှင်ငင်းရိုင်းတကောင်လို့ခရီးနေနေဆဲပဲရာမွန် ဘိုလီးဗီးယားရဲ့တောင်းနဲ့ထဲကတောင်ပေါ်ရွာငယ်ကလေးဟီဝူရာမှာတင်အိပ်ပျော်နေခဲ့တာနှစ်ပေါင်း40ကျော်ခဲ့ပြီမဲ့တင်နာမီနာမနဲ့တင်တော်လန်ရေးကတော့ကပနာမီနာမနဲ့ကပတော်လန်ရေးဖြစ်နေဆဲပါပဲရာမွန်။ဟိုးကျွန်ုပ်တို့ရဲ့ရာမွန်ရှူရှာတဲ့ပန်းနာရင်ကျက်တဲ့ကောင်ကလေးဟာကပကြီးကိုသူ့ပခုံးနဲ့တွန်းရွှေ့ခဲ့ပါပေါ့။ တောင်အမေရိကရဲ့နယ်စပ်မြင်းတွေပေါ်မော်တော်ဆိုင်ကယ်တစ်စီးနဲ့ဖျက်ဆီးခဲ့တဲ့လူငယ်ကလေးဟာကျွန်ုပ်တို့ကဘာကြီးရဲ့ခေါင်းငယ်မှာနီးလင်းနေတဲ့ကျဲဖြစ်ခဲ့ပါပေါ်လာရာမွန်အလေးနီးဖြစ်တင့်ရဲပေါ်ဖီတဲ့ဒေဇဝင်း